အားလုံးပဲမင်္ဂလာပါရှင်။ရောပဒေတာ channel မှာကြိုဆိုလိုက်ပါရစေ။ဆ ्याम ကျူးရဲ့တတန်တို့ဖြင့်ရက်ဖွဲ့ချစ်သူရဲ့ခြုံလွားဆိုတဲ့စာအုပ်လေးရဲ့အပိုင်းစက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါရရှင်။တတန်တို့ဖြင့်ရက်ဖွဲ့ချစ်သူရဲ့ခြုံလွားအပိုင်း၄နေရီဖုံးကျော် TV ရိုက်ကူးရန်မိတ်ကပ်ပါပါမတိမတာလိမ့်ချယ်ပြီးနေသောဖိုးခွားကို နောက်မှကြည့်ရင် ဘယ်နေရာမှာလူနေသေးလဲဟုထုံးစံအတိုင်းနေရီကအကဲခတ်နေသည်စပင်ကို ပုံစံကြအောင်ဖွားဖွားတက်ပြီးနေသည့်ဖိုးခွားကိုသစိမ့်မင်းကလေးတဦးဤမျက်လုံးမျိုးဖြင့်မှန်ထဲမှတဆင့်သာနေရည်ကြည့်ပါသည်သူ့မှာသူ့လက်ထောက်မင်းကလေးရှိပြီးသားမဟုတ်လားသူ့အစင်မပြေမှာကိုခရိုင်းလိုပဲစိုးရိမ်မိသည့်နေရည်ကဒီတခါတော့ပုံမွင့်လင်းလင်းအကြံမပေးခြင်းအကြေကောက်ကောက်ထားသည့်စပင်ကဥကောင်းအထက်မှာခပ်ပွားပွားအုပ်အုပ် နထင်ဘက်မှာတော့သဘင်ကတလက်မပဲမရှိနိုင်အောင် တိုကက်စွာညှက်ထားသည်ဒါယနေ့ခေတ်လူငယ်တို့ဤအစဉ်ပြင်မဲမှုမထူးခြားဘူးဟု ဆိုနိုင်တော်လဲခါတိုင်းမြင်နေကြဖိုးခွားနဲ့ကွဲလွဲနေတယ်လို့လို့ဘာကြည့်ရလဲဖိုးခွားကမှန်နဲ့မှာပဲနေဤအကြည့်အားသတိပြုမိသွားပြီးလှမ်းမေး၏နေ့စဉ်ပုံ ပြောင်းသလားလို့မပြောင်းပါဘူးအယောင်တင်ထားတာအော်ဟုတ်ပါရဲ့ ငယ်ထိတ်ဦးစွန်းကသူ့သပင်အုပ်ကိုအညိုရင့်အောင်ပြောင်းထားတာကိုကျန်သည့်နေရာတွေမှာအနက်ရောင်ကြောင်နေနော်ငါအကြိုက်ပဲလေဖိုးခွားကပခုံးတွန့်လျက်မထီသလိုဟန်ဖြင့်သပင်ကိုဖြွားတက်ပြသည် နေဤသူ့ကိုခါတိုင်းလိုစိတ်လွတ်လပ်လို့မျက်ဆောင်မထိုးမိအောင်ထိန်းချုပ်လိုက်၏နေမကြိုက်ပေမဲ့ကောင်းမလေးတွေကြိုက်တယ်ဟဖိုးခွားကရေကျဲကျဲနဲ့ပြောပြီးနေဤသပင်တွေကိုလက်ဖြင့်အုပ်ကာ ဖွာဆွဲပြီးမှလှည့်ထွက်သွားသည်ဖိုးခွာနေဤခက်ဆက်ဆက်អော်လိုက်ချိန်တွင်ဖိုးခွာကတော့အခန်းပြင်သို့ ရောက်သွားပြီအခန်းချင်အောင်ပြောမှန်းတိလိုက်တော်လဲဒါတကယ်အမှန်ပါပဲအောင်မြင်နေသောအစီအစဉ်တင်ဆက်သူအဖြစ် သူ့မှာမိန်းကလေးမိတ်ဆွေတွေဝိုင်းဝိုင်းလည်နေသည်ပြီးတော့သူကအခမ်းအနားများစွာတွင် အခမ်းအနားမူ Master of Ceremony လဲလောက်ရသည် နေဤကိုလည်းသူကရဲရဲဝွန်းဝွန်းစင်ပေါ်တက်ဖို့အမဲတွန်းအားပေးလေရှိသည်နေဤကရှေ့ထွက်ဖို့ထက်နောက်ွယ်မှနေခြင်းသူပါ အခုချိန်ထိသူသည်ဝေလာ၏တခြင်းကြောင်းစကားမဆက်သေးစကားဆက်မိရအောင်လဲနှစ်ယောက်သားကြာကြာတွေ့ခြင်းမရှိ နေဤကလည်းဖုန်းဆက်လျင်စကားဆမပေးမိအောင်ထိန်းချုပ်ထားသည် သူက သူ့အစီအစဉ်ကိုတင်ဆက်ဖို့အခန်းထဲမှာရိုက်ကူးနေခြင်း နေကလည်းတပောင်းပွဲတော်အကျိုးအစီအစဉ်အတွက် ရွှေဒဂုံဖျားချီရင်စက်နေရသည့်ပွဲစည်းဆိုင်ခန်းများသို့ရိုက်ကူးရေးသွားရန်အစီအစဉ်ဇက်ညွန်ရေးဆွဲပေးနေရပြီပြီးလျင်တော့နေတို့နှစ်ယောက်ညီဟန်မိုးကြီးပြကန်းမှာစုံကြမည်တကယ်တော့နေတယောက်တည်းသွားဖို့အစီအစဉ်ခဲ့ခြင်းပါဖိုးခွားကသူ့အားလက်ချိန်မှာအတူလိုက်ပြီးကူညီပေးမည်ဟုဆိုလာသည် ိုတုံးကလည်းဖိုးခွားကနေကင်မရာမင်းနဲ့တငယ်ချင်းမှုရိုက်ကူးရေးကိစ္စများတွင်အခါအားလျော်စွာအတူလိုက်ပါပြီးကုညီပေးဖူးပါသည်ဒါပေမဲ့ဒီနေ့ညီဟန်မိုးစီလိုက်တာကတော့ကုညီဖို့လုံးဝမဟုတ်ဘူးဟုနေရီလောင်းရဲသည်မလို့တမစိတ်နဲ့တမင်တက်တက်လိုက်တာဖြစ်မှာနင်းနဲ့မသိခင်ကလေးက "तू နဲ့ငါအရင်တိလာတာလေငါလိုက်ခဲ့မှာပေါ့ငါတို့ပြောတဲ့စကားတွေကိုနင်းပြေးမှာပေါ့ဖူခွာ"ဘာရီပြောမှာမို့လဲ သူဘယ်တော့ကစပြီးဒီဇိုင်နာအဖြစ်အသက်မွေးဖို့ဆုံးဖြတ်လိုက်တယ်လဲဆိုတာမျိုးပထမဆုံးတွေ့ကြုံကဘာလဲဆိုတာမျိုးပြီးတော့ off the record အနေနဲ့ဖွဖွားရဲ့ဆောင်ကိုဘဲကစပြီးမြင်ဘူးသွားတာလဲဆိုတဲ့အကြောင်းဘဲကစပြီးမြင်ဘူးလဲဆိုတာသူ့ကိုနင်မေးစရာမလိုပါဘူးငါပြောပြနိုင်တယ်သူနင့်ကိုပြောမပြဘူးလား website ခုကနေတည်သွားတာ pinterest တဲ့ဘာတဲ့ pinterest ငါတို့ block မှာမဟုတ်ဘူးလားငါတို့ block ကိုဘယ်သူကစိတ်ဝင်စားမှလဲနေရငါနဲ့မင်းထိုက်မတက်တက်နဲ့ရေးထားတဲ့ block လေစလုံးပေါင်းတွေကမှားလိုက်သေးတယ် block ထဲကခြုံဆောင်ဓာတ်ပုံကိုစိတ်ဝင်စားတဲ့လူကယူပြီး Pinterest ပုံတွေထဲမှာတင်လိုက်တာဗျအဲ့ဒီမှာလူတွေသိကုန်တာ Pinterest ကလူကြိုက်များတဲ့ website လေသူပြောသည့် website ကိုမသိရကောင်းလားဟု နေရီကိုကိုကိုစိတ်ဆိုးမိသေးသည်အိုးဘယ်သိနိုင်ပါမလဲ သူတို့လိုအားရှိ website ကရှောင်နေကြည့်နေတဲ့သူမှမဟုတ်ပဲရှာတော့ကြည့်အောင်မှဘလို့စလုံးပေါင်းလဲဟုမေးမိတော်မလို့သို့တော့မမေးပါဘူးဖိုးဖွားဖိုးခွားကိုမေးမိအစားညီဟန်မိုးကိုပဲမေးတော်မည်ပြကန်ခမ်းမထဲသို့နေရီတို့ရောက်သွားချိန်တွင်အခမ်းအနားပင်ပြီးဆုံးတော်မည်ညီဟန်မိုးကသူတို့ကိုစောင့်မျှော်နေသည်မို့ချက်ချင်းလှမ်းမြင်ကလက်ပြသည် နေဤအိမ်မှာတွေ့စဉ်ကနေဤသည်ဂါဝင်ရှိကိုဝစ်ထားပြီးညနာမှာဘာမှလိမ်မထားသဖြင့်ကလေးမလေးတယောက်နှင့်တူနေသည်အခုတော့နေဤသည်ညနာမှာမိတ်ကပ်လိမ်ချထားပြီးသပင်ကိုလည်းပုံစံကြကြပြင်ဆင်ထားသည်မို့အရွယ်ရောက်ပြီးသောမိန်းမငယ်တယောက်ဖြစ်နေသည်မြမဝစ်စုံတော့မဟုတ်ဂျင်းမောင်းမီအပြာဖြော့ဖြော့နှင့်ရှဲင်းကြီးဖြူပေါ်မှာကုတ်အင်းကြီးကိုထောက်ဝစ်ထားသည်တခုတော့အံ့ဩရသည် နေဤနှင့်တူ အခြား TV အဖွဲ့သားတယောက်ယောက်ပါလာမည်ဟုသိတော်လဲလင်းဆက်ပါလာလိမ့်မည်ဟုညီဟန်မိုးမထင်ထားခဲ့လင်းဆက်က MRTV4 မှာအလုပ်လုပ်သူနေဤက MITV မှာအလုပ်လုပ်သူဌာနချင်းမတူဘဲကိုနေတို့နဲ့အတူဗီဒီယိုကင်မရာကင်ကောင်လေးတယောက်ပါသည်လင်းဆက်ပါပါလာတာကိုညီဟန်မိုးကခက်တိုးတိုးနှုတ်ဆက်သည်ကျွန်တော်အားရမို့လိုက်လာတာဗျ။ ဒါပေမဲ့ဒီပွဲအတွက်ညီလေးကိုအစီအစဉ်ကျင်ညာသူဖြစ်အကူညီတောင်းတာညီလေးကမအားလို့ညင်းလိုက်တယ်ဆို။အေးဗျ။ဖိုးခွားပြုံးဖြဲဖြဲဖြင့်ခေါင်းကုပ်သည်။ကျွန်တော်ရက်တွက်တာမှားသွားတာထင်ပါရဲ့။ဘာပဲဖြစ်ဖြစ်ပြန်တွေ့ရတာဝမ်းသာပါတယ်။တို့နှစ်ယောက်လက်ဆွဲနှုတ်ဆက်လိုက်ကြ၏။ခဏထိုင်ကြအောင်နော်။အခုပထမပိုင်းအစီအစဉ်တွေပြီးတော့မယ်။အဲ့ဒီကြမှာစကားပြောကြရအောင်။ချိန်ရတယ်မဟုတ်လား။ဟုတ်ကဲ့ကိုကျမတို့စောင့်မမယ်။ ဖိုးခွာဟုတ်လားနင်းငင်းလိုက်တာလားတူတူမေးကြည့်သည်ဖိုးခွာအပြုံရော့ရဲသွား၏ငါမမတ်မိဘူးဟငါတော့ဒီရက်ပိုင်းမှာဘာပွဲမှမငင်းမိပါဘူးတခုခုတော့လွဲနေပြီထင်တယ်စင်မြင့်ဘော်ကချင်းမျိုးသားကြီးသည်လက်ထဲကဝချမ်းပြားလေးနှစ်ခုဖြင့်ဂီတအတန်ကိုမျိုးစုံထွက်အောင်မှုတ်ပြနေသည်မို့ပြိတ္တအားလုံးတအံ့တော်ငေးမောနားထောင်နေကြချိန်တွင်နေကကင်မရာမင်းကို ထိုပညာရှင်ဤနှုတ်ခမ်းဖြားနှင့်လက်ဖြားကိုဝချမ်းပြကရိယာလေးနှင့်အတူအနီးကပ်ရအောင်ကြိုးစားခိုင်းနေသည် ချင်းပြည်နယ်မှာတောင်ဒီလိုဒုရိယာမျိုးကိုမမှုတ်တက်ကြတော့ဘူးဟုစောစောကကြင်ညာတာကြားလိုက်သည် ထိုချိန်တွင်ညီဟံမိုးဘောင်းမီအိတ်ထဲကတယ်လီဖုန်းကိုထုတ်ယူပြီးဆင်မြင့်နှင့်နည်းနည်းဝေးရာနေဤအနီနေဤအနာသို့ရောက်လာသည်ဟယ်လို အတန်တိုးတိုးဖြင့်ဖုံးပြောနေတော်လဲနေရီကြားနေရသည်ဟုတ်တယ်ရန်ကုန်မှာဖြူ vanishing treasure ပွဲမှာဖြူတဲ့ကြောက်မယ်ထင်တယ်အရေးကြီးလားနူးညံ့သောစကားသံကတိမ်မွေးလာ၏ခက်ကြဲကြဲစကားပြောတတ်သော ဖိုးခွားနှင်းတို့ကြွာပါဟုနေရီသူ့ကိုအမှတ်တွေပေးနေမိသည်ဒီလိုပါတို့ကဒီမှာအင်တာဗျူးတစ်ခုလုပ်ပေးရအောင်မယ် ခြားလုပ်တွေဖြက်ခဲ့ရင်တောင်နိုင်ခွက်တော့ကြောင်းမယ်စောင့်နိုင်လားသူ့လေတန်ကအလျှော့ပေးသည့်အရေးအငွေတွေဟိုတစ်ပတ်ကသွားခဲ့တဲ့အိမ်ကလေနေဤအားလှမ်းပြုံးပြရင် သူ့အတန်ကို တိုးနိုင်သမျှတိုးပြီးလေတန်ပြော့ပြော့ဖြင့်ပြောနေတာနေဤသည်တေချာသည် နေဤနှင့်ပတ်သက်နေလိမ့်မည် သူစကားတန်ကိုမကြားနိုင်လောက်သည့်ခက်လန်းလန်းသို့ရွှေ့လိုက်ရမလားသို့တော့နေဤစိတ်ဝင်စားနေဤ သူ့ကိုအင်တာဗျူးလက်ခံဖို့တို့ချိန်လိုက်တယ်ဆိုတာဖြူကိုတို့ပြောခဲ့ပါတယ်။အင်းစေတနာတော့တက်ပြီးထင်တယ်။ဖိုးခွားတို့စကားအတုံးနှုံးနဲ့ဆိုရင်တော့ကြရက်ထပြီပေါ့။ညက်သားရမုံဓာတ်ပုံကိုလည်းတို့ပြကန်းနေရမှာအကြီးကြီးချိတ်ထားပြီးပြီဖြူရဲ့။လက်မခံလို့ဘယ်ဖြစ်မလဲ။ကို့ကိုသူတို့ကူညီသလိုကိုကလည်းတော်ပြီဆက်မကြတင်တော်ဘူးထင်သည်။ဖိုးခွားထိုင်နေရသူနေရီခက်သွက်သွက်ရှောက်သွားလိုက်ရသည်။ ဒါတောင် ကြားဖြင်အောင်ကြားလိုက်ရသေး၏ဆောင်းကဓာတ်ပုံထဲမှာလဲတိတ်လာတာပဲလေဖြူအေးပါအေးပါစိတ်ချပါနေရီဖိုးခွားအနီးသို့ရှောက်သွားလိုက်သည်ဖိုးခွားသည် နေရီကိုပင်ဂယူးမဆိုင်မီတော်သလိုဆင်မြင့်ကိုငေးမောနားထောင်နေသည် နေရီကတော့သူ့ဘေးကလထိုင်မှာဝင်ထိုင်ရင်းအခမ်းအနားအပြင်စင်ကိုကဲခတ်ကြည့်သည်ညီဟန်မိုး၏ဒီဇိုင်းလက်ရာကိုဆက်စုခြင်းလိုပါသူကအဝါရောင်ကိုများများတုံးသည် ဒုကြီးထဲကြီးတွေကို သူနှစ်သက်သည်နယံတို့တွင် ပြသထားသောချင်းဆောင်များကရင်တင်တိုင်းဒီဇိုင်းများမှာအယောင်ဆောင်နေသဖြင့်လှပသောပကြီးကားများနှင့်တူနေသည်ဖောဖွားဤလက်ရမြသားရမုံဆောင်ဓာတ်ပုံကတော့အားလုံးထဲမှာအထင်ရှားဆုံးပါထိုဆောင်ဓာတ်ပုံကိုပြကန်းတွင်ချိတ်ဆွဲခွင့်သူလန်းတောင်းတော့ဖေဖေကနေဤသဘောဟုလိုက်ရောသည်နေဤအသေးတန်စဉ်းစားရပါသည် မိမိကဒီဆောင်ကိုဖေဖေကင်တာတော်မကြိုက်ဟုဖေဖေကယူဆထားသည်မဟုတ်လားအင်းလေအခုအားကမူရင်းဆောင်ကိုချိတ်ပြမှာမှမဟုတ်ပဲဆောင်ရဲ့ဓာတ်ပုံကိုပဲပုံကြီးချဲ့ပြီးပြမှာလေသဘောမတူစရာပါရှိလဲတောမှနေသည့်မိမိအထင်မကြီးခဲ့ဘူးသည့်မိမိအဖွားဤလက်ရာမှုစိတ်မဝင်စားခဲ့မိသောနေရီသည်ဆောင်ဤဓာတ်ပုံကိုပြကမ်းမှချိတ်မိကိစ္စကိုတော့ရင်ခုန်မိလေသည် ူအစဉ်သင့်ဖြစ်ချိန်တွင်နေဤနှင့်တူဖိုးခွားကပါအတူလိုက်ပါပြီးပြင်ဆင်ပေး၏ဖိုးခွားအရက်ကညီဟန်မိုးထက်နှစ်လက်မလောက်ပိုမြင့်သည်အသက်ကတော့ညီဟန်မိုးက10နှစ်လောက်ပိုကြီးသလိုပဲဖိုးခွားကပဲနှုတ်နေလို့လားညီဟန်မိုးကပဲပိုပြီးရင့်ရော်လို့လားမသိအင်္ဂလိပ်လိုတော့မပြောရပါဘူးနော်ညီမ။အိုးမပြောရပါဘူးဗမာလိုပဲမိမှာပါ။ပြီးမှဘာသာပြန်ပြီးစာတန်းထိုးပေးမှာပါအကို။တော်သေးရပါ့ ဘယ်နားမှာရိုက်ပလဲညီမအကိုအစင်ပြေတဲ့နေရာပေါ့စင်မြင့်နဲ့ဝေးတဲ့နေရာဆို ပိုကောင်းပါတယ်အတန်တွေမရောတော့ဘူးလေဒါဖြင့်ညီမတို့ရဲ့ဆောင်းစီကိုတွားရအောင်နေရီတို့ဆောင်းတဲ့အခန်းဝင်ဝါနဲ့မျက်နှာချင်းဆိုင်နံရံမှာ တခုတည်းချိတ်ဆွဲထားသော ကြီးမားသည့်ရုပ်လုံးကျွတ်သုံးဖက်မြင်ရေလိုင်းစင်သည်ထင်ထားသည်ထက်ပိုပြီးဆွဲဆောင်မှုရှိလေသည်ညီမမေးခွန်းဘယ်နှခုလောက်မေးမှလဲ၄၅ခုပါကို မေကွန်းတွေထဲမေကွန်းတွေထဲမှာဒီပွဲကျင်းပတဲ့အပေါ်ဘလို့မြင်ပါသလဲဆိုတဲ့မေကွန်းမျိုးမပါဘူးမဟုတ်လား။သူကခက်တီတီမေးလာသည်။သို့သောဖိုးခွားကအတန်ထွက်ရည်ဤစော်ဘီဟေ့ဟုလည်းပြောလိုက်သေးသည်။မပါပါဘူး။နေနှုတ်ခမ်းမစူတစူဖြင့်ဖြေလိုက်ပါသည်။ဒီပွဲကိုတက်ရောက်ဖြစ်ပုံလေးကို ပြောပြပါဆိုတာလဲမမေးဘူးစိတ်ချ။ချက်ချင်းပြန်နှက်လိုက်သလိုအတိတ်ဘယ်ကို သူတီးပါသည်။ မထင်မှတ်ဖဲနေရီလဲအတန်ထွက်ရေမောလိုက်သည်ထိုအခါသူတို့နှစ်ယောက်နှွေးထွေးစွာယင်းနီးသွားတော့သည်အကုတ်ဘွားမှာဒီဇိုင်နာဖြစ်အသက်မွေးဖို့ဆုံးဖြတ်လိုက်တဲ့ခြေတလန်းအကြောင်းပြောကြမလားအကိုကိုရဲ့ပထမခြေလန်းအကြောင်းပြောပြပါညီဟန်မိုးပြောနေသည့်အချိန်တွင်ကင်မရာကခက်လန်းလန်းမှတသမတ်ထဲချိန်ထားလျက်ရှိသည်ဖိုးခွားကကင်မရာသမားနဲ့အတူရက်လျက်ညီဟန်မိုးကိုစူးစူးဆိုက်ဆိုက်ကြည့်နေသည်ရေးရတယ်ကွာ အခုရဲ့ပထမဆုံးခြေလန်းကဓာတ်ပုံသမားဘွားပဲပထမဆုံးဓာတ်ပုံကလည်း Nagis မုံတိုင်းပြီးလပုတ္တာဘက်ကစားချက်ရွာမှာရိုက်ခဲ့တဲ့ဓာတ်ပုံမုံတိုင်းတန်ခံရတဲ့ရွာတွေက အမျိုးသမီးတွေအတွက် မုံတိုင်းတန်ခံရတဲ့ရွာတွေကအမျိုးသမီးတွေအတွက်လိုအပ်တဲ့အသုံးဆောင်လေးတွေ Trinity Kiss လို့ခေါ်တယ်လေအဲ့ဒါတွေသွားဝေချိန်ပေါ့ထိုကာလများစီကဖိုးခွားနဲ့နေရည်သည်ဆယ်တန်းဖြည့်ပြီးကာစားဖြစ်လိမ့်မည် တနေရာမှာရေတောက်နေတဲ့ကလေးလေးတယောက်ကိုမြင်တယ်။ဘာရဲလို့မဟုတ်ဘူး။တငယ်ချင်းကိုတပ်ပုံရိုက်ပေးရင်နဲ့ခက်လန်းလန်းကအဲ့ဒီကလေးလေးကိုမြင်တာ။သူတောက်နေတဲ့ရေဘူးကရေတန့်ဘူးသာဆိုတဲ့ရေကတော်တော်နောက်နေတာကွစိတ်ထဲမှာတော်တော်ထိခိုက်သွားတယ်။ကို့ဘဝကိုစင်းရဲလာပြီလို့ထင်ပြီးလေးလွင့်နေတဲ့အချိန်ဒီကလေးတောက်တဲ့ရေလိုနောက်ကြည့်တဲ့ရေမျိုးတခါမှမတောက်ဘူးပါလားလို့တွေးလိုက်ပြီးတော့တွားရမယ့်လမ်းကြောင်းတစ်ခုကိုမြင်လိုက်ရတယ်လို့ပဲ။ အဲ့ဒီတပ်ပုံကကိုကို professional တယောက်ဘဝကိုတွန်းပို့လိုက်တဲ့အင်အားလို့ထင်တယ်။အဲ့ဒီချိန်ကကင်မရာတော်မဝင်နိုင်သေးဘူး။အဲ့ဒီပုံကိုသုံးဖြစ်သလား။အဲ့ဒီပုံကိုနောက်နှစ်နှစ်ကြာတော့မှအပြည့်ပြည့်ဆိုင်ရာရေနစ်အထိမ်းမဲ့ပြပွဲတစ်ခုမှသုံးဖြစ်တယ်။အကို NGO တွေရဲ့လက္ခဏာစာတပ်ပုံစရာအဖြစ်ဘလောက်ကြာကြာရက်တည်ခဲ့ဘူးပါသလဲ။ညီဟန်မိုးသည်ကင်မရာမှမျက်နာလွှဲလျက်နေအီကိုဖြတ်ခနဲလှည့်ကြည့်သည်။ ဒီကောင်မလေးအင်စာတော်တော်လှုပ်ခဲ့တာပဲဆိုသည်အကြီးနေရိပ်မိသဖြင့်ပြုံးပြလိုက်ပါသည်ဘဲရမလဲနေသည်မိမိမေးမြန်းရမိသူကိုတည်တည်ချာချာသိအောင်စနစ်တကျကြိုတင်လေ့လာဖို့အချိန်ပေးတတ်သူဖြစ်ပါသည်၃လနှစ်လောက်ပေါ့ NGO တွေရဲ့ဓာတ်ပုံဆရာအဖြစ်ကနေအခုလိုဒီဇိုင်နာအဖြစ် ပြောင်းလိုက်ရတဲ့အကြောင်းရင်းများရှိပါသလားစာချုပ်နဲ့မဟုတ်ဘဲဝါသနာရလွတ်လွတ်လပ်လပ်လှုပ်ချင်လို့ပါပဲ။ ကိုစိတ်ကြိုက်ရိုက်ကူးခဲ့တဲ့လှုပ်ရှားမှုဓာတ်ပုံတွေလည်းအများကြီးပါဥပမာတစ်ခုလောက်သိလို့ရမလားကို ဥပမာနွေရာသီမှာခီးထွက်ပြီးမြစ်တွေချောင်းတွေခန်းချောင်းနေတဲ့ရေကန်တွေကိုဓာတ်ပုံရိုက်ဖြစ်တယ်ဘသူကမှမတိုက်တွန်းဘူးညင်နာနဲ့ဓာတ်ပုံရိုက်မိတော့တာပဲလူတွေကိုမဟုတ်ပဲမြစ်တွေကိုဓာတ်ပုံရိုက်တဲ့အခါအကို့ကိုဘလို့အတွေးကဆွဲဆောင်လို့လဲအဲ့ဒီမြစ်နဲ့ချောင်းတွေကအကို့ကိုဘလို့များစကားတွေပြောနေလို့လဲ မြစ်တွေချောင်းတွေကခန်းတက်တယ်။တဘာဝကပေးတဲ့ရေအရင်းမြစ်အဖြစ်နဲ့အတူတဘာဝကပေးတဲ့အလှဆိုတာရှိတယ်။အဲ့ဒါတွေကိုကျွန်တော်ခန်းစားမိလို့ပါ။ဟော့ဟူနန်ယန်ကမြသားရမုံဆိုတဲ့ဆောင်းကိုမြင်လိုက်တော့လေမြစ်တစင်းရဲ့အလှကိုမြင်လိုက်ရတယ်လို့ပဲကျွန်တော်နှစ်သက်သွားခဲ့တယ်။အလွန်ထူးခြားတဲ့လက်ရပါ။ပျောက်ွယ်သွားမှာကိုနှမျောမိလောက်အောင်တံမိုးရှိတဲ့ရက်ကန်လက်ရပါ။ဖွင့်ဟပြီးကျေးဇူးတင်စကားပြောဖို့မဖြစ်နိုင်ပေမဲ့ နေဤအပြုံးဖြင့်ခေါင်းငိမ့်ကကျေးဇူးတင်လိုက်ပါသည်ဒီဇိုင်နာဖြစ်ခြေလှမ်းလှမ်းမှု ပထမဆုံးကံလမ်းမှုကဘာပါလဲရှင်စောက်ဒီဇိုင်းနဲ့ပတ်သက်လို့တော့ကျွန်တော်နဲ့မိတ်ဆွေဖြစ်တဲ့မဖြူကစတာပါ ဖြူဖြူလွင်ရဲ့မြမကျေးလက်ကစားစရာအယုတ်များစောက်မှလိုအပ်တဲ့အတွင်းဒီဇိုင်းတွေကိုကူညီပေးခဲ့တာဒါကပထမဆုံးခြေလှမ်းပါပဲဟုတ်ကဲ့စောက်ဒီဇိုင်းဘယ်နှခုလောက်ရေးပြီးပြီလဲသိပါရစေ30တော့ရှိမယ်ထင်ပါတယ် ဒါပေမဲ့ဒါကကျွန်တော်လုပ်ချင်တဲ့အလုပ်တော့မဟုတ်ဘူးဗျကျွန်တော်ကဒီဇိုင်းကြီးကြီးတွေကိုလုပ်ချင်တာဒါနဲ့ပဲစေတနာဝန်ထမ်းအဖွဲ့တွေကိုစေတနာဝန်ထမ်းဒီဇိုင်းတွေလုပ်ပေးဖြစ်လာပါတယ်အခုလိုပြပွဲမျိုးတွေပေါ့ဗျာအခုရဲ့အောင်မြင်ဆုံးဒီဇိုင်းကဘာပါလဲအာအဲ့ဒါတော့ပြောလို့မရဘူးဗျအောင်မြင်တယ်မအောင်မြင်ဘူးဆိုတာလဲကျွန်တော်ဆုံးဖြတ်လို့ရတာမျိုးမဟုတ်ဘူးလေလူကြိုက်များခြင်းနဲ့အောင်မြင်ခြင်းကလည်းအမြဲတမ်းတော့ထပ်တူမကြနိုင်ဘူးထင်တယ် Vanishing Trisha ဆိုတဲ့လှုပ်ရှားမှုတွေကို နိုင်ငံတကာမှာကြားဘူးဖတ်ဖူးပါတယ်။အများစုကတော့တဘာဝတယံဇာတတောတောင်ရေမြေနဲ့အမျိုးသားဥယျာဉ်တွေအတွက်လုံ့စော်ကြတာများတယ်။အခုဒီပွဲကတော့တခြားယန္တနာတွေအကြောင်းလဲပါနေရနော်။ဟုတ်တယ်။ကျွန်တော်တို့နိုင်ငံမှာဖိုးတန်တဲ့ယန္တနာတွေအများကြီးရှိရလေ။မိယောခံယန္တနာတွေပေါ့။မြမယဉ်ကျေးမှုမြမဘိတုကာမြမဒလိအဲ့အရာတွေကိုလစ်လျူရှုထားကြရင် ကြာရင်တိမ်ကောသွားမယ်။ဒါကိုအချိန်မီထိမ့်သိမ့်ဖို့လှုံ့ဆော်တဲ့အနေနဲ့တခြားကဏ္ဍတွေကိုပါထည့်ထားတာလို့သိရပါဗျ။အခုဒီပွဲမှာပြသထားတဲ့ဓပုံတွေထဲမှာအကိုလက်ရာတွေပါသလားကျွန်တော်ကဒီပွဲမှာပြကန်းဒီဇိုင်နာအစဉ်ပြင်အတွက်ပဲတာဝန်ယူတာပါဓပုံတွေကတော့ဆရာကြီးဦးမင်းနိုင်နဲ့တခြားပညာရှင်တွေရဲ့လက်ရာတွေပါကျွန်တော်လက်ရာဆိုလို့မြသားရမုံဆိုတဲ့ဆောင်ဓပုံအဲ့ဒါတခုပါပဲ ဒီပွဲမှာတင်ဆက်တဲ့အစီအစဉ်တွေတဲကအကိုကိုစိတ်ခံစားမှု အပေးဆုံးအစီအစဉ်ကဘာပါလဲရှင်။ဒါကိုတော့သူချက်ချင်းမဖြေပဲတခဏစဉ်းစားလိုက်ပြီးမှဖြေသည်။စိတ်ခံစားမှုအပေးဆုံးအဲ့ဒါကကောက်ဆိုင်မှဒေသန်ခန္ဓာဗျ။ကောက်ဆိုင်မှတွေလဲဆိုင်ရင်တချင်းကြီးရဲ့အတန်ကကျွန်တော်အတွက်ရင်ခုန်စရာပဲ။အထက်ညာကလဲသူမတွေရဲ့တချင်းတန်။တိတ်နားထောင်လို့ကောင်းတယ်။ ကိုကိုတိုင်အညာကိုပြီးတော့အဲ့ဒီခစ်ကိုရောက်သွားတယ်လို့ခံစားရတယ်။ကျွန်တော်တကားမှနားမထောင်ဘူးဘူး။တိုင်ဖောက်တိတ်ညီတယ်ဗျ။အဲ့ဒါကိုအခန်းနာဖွင့်မှနားထောင်လိုက်ရတာ။အဲ့ဒီအတန်ကိုကြိုက်ဆုံးပါ။အဖွားတို့ရွာမှာလဲရှားတဲ့ကိုင်းတဲ့အလုတ်လုတ်သည့်အမျိုးသမီးတွေတန်ပြိုင်တေးဆိုတာမျိုးရှိပါရဲ့။နေရည်နာတဲ့တွင်ကြိုက်လိုက်တာဟုတကားမှမခံစားဘူးပါ။အင်းဒီတကားရွာရောက်ရင်တော့ အသေးချာနားထောင်ကြည့်ပါမယ်အဲ့ဒီကောက်ဆိုင်မှဒေသန်ကအရင်ခေတ်မို့နော်အခုခေတ်ဆိုရင်တော့ကျွန်တော်တို့အဲ့ဒါမျိုးမကြားရတော့ဘူးသူကနေကြီးစိတ်ထဲကအတွေးကိုတည်နေသည် ကျွန်တော်ရွာမှာကျွန်တော်ဆွေမျိုးတွေလဲထဲမှာအော်ဆိုတဲ့တခြင်းကဘာလဲသိလားဝိုင်းစုခိုင်သိမ့်ပြသူကတော့ပြောချင်ရပြောတော့တာပဲပြီးမှပြန်ပြီးတီးဖြတ်ရမယ်ပြောပါစေကင်မရာမင်းရောနေရော ရေးကြသည်သူကမရေပါ အခုလောလောဆယ်အကိုဘာတွေလှုပ်ဖြစ်နေလဲစာရေးဆရာမဖြူဖြူလင်းပြုစုတဲ့စာအုပ်တအုပ်မှာမျက်နှာဖုံးနဲ့အတွင်းဒီဇိုင်းစီစဉ်ပေးနေပါတယ်ကျွန်တော်ဓာတ်ပုံတွေလိုက်ရိုက်ပေးနေတယ်မြမရှေးရိုးလက်ရက်ကန်းထဲများတဲ့အသေးစိတ်အချက်လက်တွေစုဆောင်းနေတော့မှာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အကိုအင်တာဗျူးအပြီးတွင်ဖိုးခွားကိုလိုက်ရှာတော့ဖိုးခွားကခက်လန်းလန်းမှာမိန်းကလေးတစုနဲ့အလုံးရှုံနေသည်ကိုမြင်ရ၏ ညီဟန်မိုးကနေရီကြည်ရသို့လိုက်ကြည့်ပြီးပြုံးသည် celebrity ဖြစ်ရခြင်းရဲ့ဒုက္ခပေါ်ညီမရဲ့သူ့အတွက်တော့အဲ့ဒါဒုက္ခပါအကိုရဲ့ဒါနဲ့အကိုရိုက်ထားတဲ့ဓာတ်ပုံချိုးကို footage အဖြစ်ထည့်သုံးခွင့်ပေးမယ်ဆို နောက်ပြီးအကိုအခန်းကိုလည်းရိုက်ကူးခွင့်ပေးမယ်ဆိုဘယ်တော့လဲတကယ်လို့လို့လားညီမကို့အခန်းကရှုပ်ပွနေတာတယောက်တည်းနေရလဲမဟုတ် တငယ်ချင်းသုံးယောက်အတူစုနေကြတာဆိုတော့ကိုရှင်းရင်သူတို့ရှုပ်သူတို့ရှင်းရင်ကိုကရှုပ်နဲ့လဲထွက်နေရလေသူကဟာတာအဖြစ်ပြောတော့လဲပြုံးယုံပြုံးလျက်မရင်မောပါလူရာပေါ့အကိုအကိုအစီစဉ်ကိုတယောက်တည်းတီးတန့်လွှင့်မှာမို့ပါညီမတို့ MNTV ကစ조사တဲ့အောင်မြင်တဲ့လူငယ်တွေကိုပြိသက်တိအောင်ညီမတို့ MNTV ကသူကဟာတာအဖြစ်ပြောတော့လဲ ပြုံးယုံပြုံးလျက်မရေမောပါလူရာပေါ့ကိုအခုအစီအစဉ်ကိုတယောက်တည်းတည်တံ့လွှင့်မှာမို့ပါညီမတို့ MITB ကစ조사တဲ့အောင်မြင်တဲ့လူငယ်တွေကိုပြိသက်သိအောင်မိတ်ဆက်ပေးတဲ့အစီအစဉ်ရှိရလေအခုဒီပတ်တောင်ဓာတ်ပုံစရာတောင်တက်သမားကိုကျော်တာအကြောင်းလွှင့်နေတယ်အ내ပြန်ထန့်လွှင့်အောင်ပါအကိုစိတ်ဝင်စားရင်ကြည်လိုက်ခက်တာကကို့မှာတီဝီမရှိဘူးညီမဟင်၃ရောက်ပေါင်းရင်တော့တီဝီမရှိဘူးလားအံ့ဩပါ နေရီတကယ်ပဲအံ့ဩသွားသည်အရင်ကတော့အသေးလေးတလုံးရှိတယ်အခုပြက်နေတော့ဘသူကမှ နောက်အစ်စ်မဝယ်ဖြစ်ကြဘူးလေဟင်ကက်ဆေးကုတ်လိုက်ကြတာနေရီနှာခေါင်းရှုံလိုက်တော့ညီဟန်မိုးရေသည်အိုးဒါဖြင့်ကျမရဲ့အစီအစဉ်ကို ကြည့်ဖြစ်တယ်ဆိုတာတီဗီမရှိပဲဘလို့ကြည့်လဲဒါမှမဟုတ်ဩဒါတော့ညီမရဲ့တီဗီမရှိလဲဖုန်းနဲ့အင်တာနက်ရှိနေရင်တီဗီရှိတယ်လို့ပါပဲအင်တာနက်ကနေ YouTube ကနေ နေဖုံးကျော်လို့ရိုက်ပြီးရှာလိုက်ရင်ညီမရဲ့ live အတန်လွင့်အစီအစဉ်တွေပေါ်လာတာပဲကျွန်တော်တကယ်ပဲရှာကြည့်ခဲ့တာညီမကိုလာတွေ့မယ်ဆိုတဲ့အချိန်မှာညီမအကြောင်းကိုကြိုသိကျင်လို့လေအော်နေစိတ်မထိန်နိုင်မဲရင်မိသည် လူလဲပါလားညီမအဖွားကိုအမြန်ဆုံးတက်တာပါစေလို့ကျွန်တော်ရောမက်ဖြူရောဆုတောင်းပေးနေပါတယ်။မက်ဖြူဆိုရင်မနက်ကရွှေတဂုံဖျားကိုသွားပြီးအထိတ်တန်ပတိတောင်စိတ်တယ်။ကျေးဇူးတင်ပါတယ်ရှင်။ နေရီခက်ရဲရဲပြုံးလိုက်မိသည်ဖေဖေကလည်းမနဲ့တိုင်းဖျားရှိခိုးပြီးတရားထိုင်အမျှဝေသည့်အခါဖွားဖွားအတွက်ကျမ်းမာပါစေကြောင်းမေတ္တာပို့သည် နေရီကတော့ဖျားပင်မရှိခိုးဖြစ်တာကြပြီးဖွားဖွားနေကောင်းပါစေဟုစိတ်ကတော့ရှိသားဖွားဖွားနေကောင်းမှမေမေရန်ကုန်ပြန်လာမှာကိုမေမေသည်အလုံးမခွင့်မရခင်လိုက်သွားခြင်းဖြစ်သည်ဖြင့်မေမေအတွက်အလုံးထိခိုက်မှလည်းစိုးရိမ်ရသည် ကို့အကျိုးလဲနည်းနည်းတော့ပါနိုင်တာပေါ့ညီမရဲ့အဖွားနေကောင်းမှအဖွားနဲ့စကားပြောခွင့်ရမှာကိုခုအတန်ထွက်သူအတန်ထွက်ရေမောသည်ပြီးမှချက်ချင်းပင်စင်မြင့်စီမှစကားပြောနေသူထံလှမ်းကြည့်ပြီးအရေရက်သွား၏နောက်တာနော်ထိုချိန်တွင်ဖိုးခွားအနားသို့ရောက်လာသည်သွားစို့ပြီးပြီမဟုတ်လားတွေ့လားဖိုးခွားသည်အလွန်အတ္တကြီးသည်လူ သူ့အတွက်ပဲသူစဉ်းစားသည် ဒီမှာစကားပြောနေတာကိုအဲ့လိုစကားဖြတ်ဖို့မကောင်းဘူး။နောက်လိုက်တာကို ကျမသိပါတယ်။တကယ်တော့ဖြူဖြူလွင်ကစေတနာကောင်းပါတယ်။အဖွားအတွက် တကယ်ပဲစိတ်မကောင်းဖြစ်နေတာ။အသက်ရှည်စေခြင်းတဲ့တက်မိုးကြီးရဲ့လူတွေကိုလေ။ဟုတ်ကဲ့။အဖွားတက်မိုးကြီးသည်ဟုနေကြီးကမသိတော့လဲတခြားသူတွေက ပြောလာသည့်အခါခုံယူစိတ်ဖြင့်ကျဉ်က်သွားလေသည်။အဖွားရဲ့အမွေကိုဘယ်သူမှမဆက်ခံနိုင်တာစိတ်မကောင်းစရာပဲနော်ညီမ။ ဒေါ်လေးစက်ခံမဲ့ထင်ပါရဲ့မမေ့ညီမလေးပြောတာပြောရသည်ဒေါ်လေးလွန်းဆက်ကိုနေရီတွေ့ရသည်များတော့ရှားတဲ့အကိုင်းထဲနဲ့မိဖို့ချောင်းထဲမှာကြီးပါပဲဒေါ်လေးရက်ကန်ရက်နေတာကိုတခါမှမမြင်ဘူးပါအင်းလေးနေရီရွာတို့ရောက်သည့်အချိန်ကလည်းအလွန်နှဲတာကိုတကယ်တမ်းပြန်ကြသည့်အခါဖိုးခွားနဲ့နေရီပြန်မထွက်မီညီဟန်မိုးကပင်ခက်တုတ်တုတ်ပြန်ထွက်သွားသည်ဟုတ်ကဲ့ပါရှင်စာအုပ်လေးဒီမှာပဲ ခေတ္တခဏရန်နာလိုက်ပြစေနော်။နောက်ဆက်အပိကကြသူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။ကျမ်းမာပေးခြင်းကြပါစေ။